မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်လူနာဂျူပီတာ channel မှာကြိုဆိုလိုက်ပါတယ်ရှင်အားလုံးပဲမင်္ဂလာရှိရနေရနဲ့မင်္ဂလာရှိတဲ့အချိန်တွေကိုပိုင်ဆိုင်နေကြပြီးပြပြရများဝေးကွာကကိုရောစိတ်ပါကြမှာကျွန်တော်ကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်ခုရီတင်ကကြတော့ကိုရဲကိုရဲစိတ်ထဲမှာရှိနေတဲ့တစ်ဖက်သူရဲ့ဒီနှစ်ယောက်ရဲ့အခြေအနေဒီအခြေအနေတွေကအထက်ပို့ပြီးတော့တိုးတက်ပြောင်းလဲလာဖို့ရှိလားဒါမှမဟုတ်ကိုအနေနဲ့ဘယ်လိုဆုံးမချက်ချတင်လဲပေါ့နော်ဒီလူကိုဆက်ပြီးတော့ကိုစိတ်ထဲမှာထားတင်လား move on တင်လားပေါ့နော် စသဖြင့်ဒါဒါလေးတွေကိုဖတ်ပေးတော့မှာဖြစ်ပါတယ်ရှင်အဲ့တော့ collected reading လေးဖတ်ပေးမှာဖြစ်ပါတယ်အရင်ဆုံး energy စပေးပါမယ်ဒီ energy နဲ့ကိုင်ညီပါဒီ reading ကိုစက်ကြည့်ပါအဲ့တော့အရင်ဆုံးကြာလာတာကတော့ trauma scandal to coming out controversy နှစ်ယောက်ကြားမှာတော့လေပြောရင် တော်တော်လေးကိုကိုမထင်မထားလောက်တဲ့အထိပေါ့နော်မထင်မထားတဲ့အခြေအနေတွေနဲ့အတက်ကြအနိုင်မြင်အများကြီးကြုံခဲ့ရတယ်ဆိုတာမျိုးရယ်ပြောရင်ဟိုဓာတ်တွေအကုန်လုံးကလေစစောက်ထဲမှာဝတ္ထုထဲမှာရုပ်ရှင်ထဲမှာပဲရှိတယ်လို့ဟိုတွေးထားတဲ့အဖြစ်အပျက်တွေကကိုယ့်စီမှာရောက်လာတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးနှစ်ယောက်ရဲ့အခြေအနေတွေကဒါမျိုးတွေကြုံနေရတယ်ဆိုတာမျိုးလို့မြင်တယ် the ex oh tax love infatuation and v guidance ကဲတော့ဒီ reading ကိုကြည့်ရတဲ့သူတွေကအခုလာကြည့်တာကတစ်ဖက်သူကကိုနဲ့ပတ်သက်ခဲ့ဖို့ရကိုရဲ့အဆဟောင်းပေါ့နော် ex or flame ဘယ်လိုပဲပြောပေါ့နော်ကိုနဲ့ပတ်သက်ခဲ့ဖို့ရအဆဟောင်းလူဟောင်းကိုလာကြည့်တာမျိုးပေါ့နော်လက်ရှိကိုနဲ့အဆက်အသွယ်ရှိနေတဲ့သူမျိုး လို့မမြင်ရဘူးနောက်တစ်ခုကဒီလူကကိုယ့်ရဲ့ယုံကြည်မှုတွေကိုအလွဲသုံးစားလုပ်သွားတာကိုယ့်ကိုသစ္စာဖောက်သွားတာနောက်ထပ်လူတရားပေါ့နော်အဲ့လိုမျိုးဒါမှမဟုတ်တခြားဦးစားပေးရမယ့်သူလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဒီမှာမြင်နေရတဲ့အရာကတော့နောက်ထပ်လူတရားလို့မြင်နေပေါ့နော်တခြားရွေးချယ်စရာတစ်ခုရှိတယ်တခြားရွေးချယ်စရာတစ်ခုကိုရွေးချယ်သွားတဲ့အတွက်ကြောင့်မို့လို့ဒီကြောရင်ဒီနှစ်ယောက်ရဲ့ဆက်ဆံရေးမှာခုလိုမျိုးတွေပေါ့နော်ကြုံတွေ့နေရတယ်လို့မြင်နေတယ် ဒါပြောရရင်ရုပ်ရှင်တွေရလို့ပေါ့နော်အဲ့လိုမျိုးတွေကျော်တော့လေးတကြီးပါကွယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလေးဖြစ်နေတယ်ဆိုတာမျိုးလိုမြင်လဲပေါ့နော်အဲ့တော့လေးဒီမှာလဲဒရာမာထပ်ပါတယ်ပေါ့နော်အဒီလိုမျိုးဒရာမာတွေပေါ့နော်ပြောရရင်တော့မဖြစ်ချင်တဲ့အရာတွေနဲ့ကိုကိုခံမှန်းမထားတဲ့ reset တွေနဲ့ဒီလိုပုံစံမျိုးတွေနဲ့ဖြစ်နေခဲ့ပြီးတော့ ပြောရတခြားလူပအောင်ပတ်သက်မှုတွေရှိနေတာတောင်မှနောက်ဒီဆက်ဆံရေးတစ်ဖက်သူကကိုယ့်အတွက်ကိုအဆင်ပြေစေဘူးဆိုတာကိုသိနေတာတောင်မှပြောရရင်မဆွဲလန်းတဲ့သူစိတ်ထဲမှာမထားတဲ့သူပေါ့နော်အဲ့လိုမျိုးဆိုတာကိုသိနေရတောင်မှပဲဒီလူပေါ်မှာထားတဲ့ပန်ရောစင်တွေကိုလည်းမဖြတ်နိုင်သလိုတစ်ဖက်မှာလည်းပဲပေါ့နော်ဒီလူနဲ့ပတ်သက်လို့လည်းလို့ဟိုလုံးဝကြီးပေါ့နော်အဲ့လိုမျိုးကြီး ခွင့်လွှတ်ပြီးတော့လက်ခံပေးနိုင်တော့တဲ့အနေအထားမျိုးလည်းရှိမနေပြအောင်ဆိုတာမျိုးရယ်ဒီလူနဲ့ပတ်သက်လို့ကိုယ့်ကိုယ်အပြစ်တင်တဲ့စိတ်တွေမုန်းတဲ့စိတ်တွေပါဖြစ်နေရယ်ဆိုတာလိုမြင်နေတဖက်သူပေါ်မှာလည်းပဲဒီလိုခံစားချက်တွေနဲ့ဟိုပြောရင်ချလိုက်မုန်းလိုက်ဆိုတဲ့ပုံစံမျိုးပေါ့နော်ချိန်ချိန်ကြတော့ရှင်နာကြီးလိုက်ဆိုတဲ့ပုံစံမျိုးတွေနဲ့အဲ့လိုမျိုးတွေဖြစ်နေရယ်ဆိုတာလိုတွေ့တယ်တဖက်သူကကိုကိုအခုချိန်မှာလက်မခံနိုင်တဲ့အနေအထားမျိုးဖြစ်နေရဆိုတာကိုသိနေပေမဲ့လည်းပဲ ဆွဲလိုက်နေမိရဲ့ဆိုတာမျိုးရယ်ညှို့လင့်နေမိရဲ့စောင်းစားနေရဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလိုမြင်နေအဲ့တော့ပြောရရင်တော့ဘာလဲ hater ဘာလဲပေါ့နော် deluxe ဖြစ်နေရဲ့ဆိုတာမျိုးလိုမြင်နေတစ်ဖက်သူကသူ့ရဲ့ဘဝမှာဘာမှမဖြစ်သူလို့ပုံစံမျိုးနဲ့ပေါ့နော်အေးစစ်စစ်အဲ့လိုမျိုးနေနေတာနေခွင့်ရနေတာကြီးကိုကိုအနေနဲ့က မကျင်နဲ့နိုင်မှုဆိုတာမျိုးပေါ့နော်ဘာလို့သူတို့ကဒီလိုမျိုးနေနိုင်ရတာလဲငါကြတာဘာလို့ခုသူ့လိုမျိုးမနေနိုင်ရတာလဲဘာလို့ငါဒီဒီဆက်ဆံရေးဖြစ်ခဲ့တဲ့ပြီးခဲ့တဲ့အမှတ်တရတွေဒီຢာတွေကနေပြီးတော့ဘာလို့ရုံးထွက်လို့မရတာလဲဆိုတဲ့ပုံစံအနေနဲ့ပေါ့နော်အဲ့လိုမျိုးနေကိုယ့်ကိုယ်လည်းအားမလို့အားမရတဲ့ဖြစ်နေတဲ့အပြင်ကိုတစ်ဖက်သူပေါ့တစ်ဖက်သူနဲ့အဲသူရဲ့နောက်တရပေါ့နော်ဒီလူအဲ့နှစ်ယောက်ရဲ့ဆက်ဆံရေးအပေါ်မှာသွားပြီးတော့ဒါတော့ကိုယ်နဲ့အဆင်ပြေတယ်လို့ပေါ့နော်ကိုကိုယ့်ရဲ့အခြေအနေကဘယ်လိုလဲဆိုတာကိုအသိဆုံးပေါ့အဲ့ဒီပေါ်မှာသွားပြီးတော့ ဂလဲစားချင်ချင်စိတ်တွေလည်းဖြစ်နေသလိုနောင်နာရစီရမယ်ပေါ့နော်ဒင်းလို့နောင်နာရစီရမယ်ဆိုတဲ့အတွေးမျိုးတွေလည်းရှိနေသလိုဟိုမတင်နဲ့နိုင်တဲ့စိတ်တွေလည်းဖြစ်နေတယ်။နောက်အားကြတဲ့စိတ်တွေလည်းဖြစ်နေပေါ့တော့မနာလိုတဲ့စိတ်တွေအားကြတဲ့စိတ်တွေဖြစ်နေရဲ့။အဲ့ဒါကလည်းသူတို့ရဲ့အစဉ်ပြေနေတာကိုကြည့်ပြီးတော့ဖြစ်စေတာမဟုတ်ဟိုသူတို့ကြတော့နေနိုင်ပြီငါကြတော့ဘာလို့ဒီလိုမျိုးဒီလိုမျိုးဘဝမျိုးမပိုင်ဆိုင်ရနိုင်ရတာလဲဆိုတဲ့ပုံစံမျိုးပေါ့နော်။အဲ့လိုမျိုးတွေနဲ့အဲ့လိုအတွေးတွေနဲ့အဲ့လိုခံစားချက်တွေနဲ့ကိုယ့်ကိုယ်ကို toxic ဖြစ်စေရဆိုတာပဲပေါ့နော်။ကိုယ့်ကိုယ်ကို အဆင်မပြေစေတဲ့အခြေအနေကြီးကိုကိုဘာသာကိုဟိုဖန်တီးဖြစ်နေဆိုတာမျိုးကို မတိပဲနဲ့မတိပဲနဲ့တော့တခါဆိုကြတာတည့်ရနေကိုတိုးဝင်နေဆိုတာမျိုးလိုမြင်နေပေါ့နော်အဲ့လိုမျိုးလိုမြင်နေအဲ့တော့တချို့ကြတော့ကိုကပြောရရင်ဒီဆက်ဆံရေးရနေပြီးတော့ဒီဒီလိုပုံစံကနေဒီလိုအခြေအနေရနေရုံးထွက်ရမယ်ပြောရကိုကိုကိုပြန်ပြီးတော့တိဆောက်ရမယ်ဆိုတာကိုသိတယ်။နောက်အဲ့လိုမျိုးတိဆောက်ဖို့အတွက်ကိုလည်းအဲ့လိုမျိုးလမ်းပြမှုပေါ့နော်အဲ့လိုမျိုးဟိုလမ်းညွှန်မှု ကောင်းကောင်းလေးရမယ်တယောက်စီကနေပဲဖြစ်ဖြစ်ပေါ့နော်အခုလိုမျိုး terror တွေနေကြည့်ရတင်းရင်ဖြစ်ဖြစ်ဒါမှမဟုတ် reader တယောက်စီကဖြစ်ဖြစ်ပေါ့နော်တခုခုစီကနေပြီးတော့ကိုယ်အနေနဲ့လို့အော်လမ်းမှန်ကိုပြလမ်းမှန်ကိုရောက်ဖို့အတွက်လမ်းမှန်ပြမဲ့သူကိုလိုအပ်နေတယ်ပေါ့နော်အဲ့လိုမျိုးလမ်းမှန်ကောင်းနေပြအင်းရဖို့အတွက်ကိုလည်းမျောနေနေရဆိုတာမျိုးပေါ့เนาะအဲ့လိုမျိုးလို့မြင်နေ။နောက်တခြားဆိုလို့ရှင်ဒါကဒီကိုယ့်ရဲ့မသိစိတ်ကနေပြီးတော့ပေါ့เนาะအဲ့လိုမျိုးအလိုလိုဟိုပြပြနေရမျိုးပေါ့เนาะအာဒီ reading ကို ကြည့်ဒါမှမဟုတ်လဲဒီ reader စီကိုသွားမေးဆက်သဖြင့်ပေါ့ဒါမှမဟုတ်တချို့ကျတော့လေဒီရုပ်ရှင်ကိုကြည့်ဒီစာကိုဖတ်ဒီစာကြောင်းလေးကိုဖတ်လိုက်ဒီဆောင်းပါးလေးကိုဖတ်လိုက်စသဖြင့်ပေါ့အဲ့လိုမျိုးကနေပြီးတော့ကိုတက်ကို heal လရမယ်ဆိုတော့အဲအဲ့လိုမျိုးအခြေအနေတွေရှိနေတယ်ဆိုတာမျိုးလို့မြင်တယ်ဒါတချို့ကျတော့သိရပေါ့နော်ဒါကိုအနေနဲ့ဒီလိုပုံစံမျိုးနဲ့ healing လုပ်ရမယ်ဆိုတာကိုသိတယ်တချို့ကျတော့အဲ့လိုမျိုး heal လုပ်ဖို့အတွက်ကိုကိုကိုလိုအပ်လို့လိုအပ်နေမှမသိတာမျိုးပေါ့နော်ဟိုရင် ်တစ်ဖက်သူပေါ်မှာထားနေထားထားတဲ့ကိုယ့်ရဲ့ဒီစိတ်တွေနောက်ကိုယ်ကိုယ်ကိုလည်းမကျန်တာလည်းပါတယ်ပေါ့နော်ဒီစိတ်တွေဒီခံစားချက်တွေကအရင်ကြီးထွားမိုးထားတဲ့အခါကျတော့ရှင်ကိုယ်အနေနဲ့လမ်းပြောင်နေဆိုတာမျိုးပေါ့နော်လမ်းမှန်ပဲရလဲဆိုတာမသိပဲနဲ့လမ်းပြောင်နေဆိုတာမျိုးရယ်ကိုယ်ရဲ့လက်တွေ့ဘဝနဲ့ဒီစိတ်ကူးပေါ့နော်စိတ်ကူးရင်ဘဝနဲ့ဒီနှစ်ခုတည်းကနေဘယ်လိုမျိုးဟိုဘေဟာကအစ်မန်လဲဘယ်လိုမျိုးယုံထွက်ပြီးတော့ကိုယ့်ရဲ့လက်တွေ့ဘဝကိုအဲ ရောက်နိုင်မလဲပေါ့เนาะအဲ့လိုမျိုးတွေထင်အောင်ထင်မှားတွေဖြစ်နေရဆိုတာမျိုးလို့လည်းမြင်နေပေါ့เนาะခါကြောက်ရှင်လည်းအဲ့လိုတစ်ဖက်တစ်နည်းပတ်သက်ပြီးတော့မဟုတ်ပါဘူးလေအဲဒီလူကငါ့ပုံမှာတကယ်အလေးနက်ထားတာပါတန်ရောစင်ရှိတာပါအာပြောရရင်သူ့မှာတခြားတယောက်ရှိနေတယ်ပဲမဲ့လည်းပဲဒီလူနဲ့ကသူတို့အဆင်ပြေနေတဲ့ပုံပေါ့သူအလေးနက်ထားမှမဟုတ်လားဘူးဆက်သပြင်းအဲ့လိုပုံစံနေနဲ့ကိုယ့်ကိုယ်ကိုပြန်ပြီးတော့လှည့်စားနေရဆိုတာမျိုးလို့မြင်နေပေါ့เนาะ နောက်တစ်ခုကျတခြားကြောက်လဲလက်ရှိကြုံနေရတဲ့အနေအထားကြီးကအရန်ကိုပေါ့နော်နာကျင်ရအောင်တဲ့အတွက်ကြောင့်မလို့ကိုတက်ကိုအဆင်မပြေရတဲ့ကြောင့်မလို့ဒါတွေအကုန်လုံးကတကယ်အဆင်မပြေဖြစ်နိုင်ဒါအိမ်မက်မက်နေတာမျိုးဟိုတခုခုပေါ့နော်အဲ့လိုအဲ့လိုမျိုးတို့ တွေးနေပြီးတော့မော်ဘူဒီဒီဒီနေ့ပြီးသွားရှင်နောက်နေ့ကျရောရှင်တော့အဆင်ပြေသွားမှာသူနိုင်ငံနဲ့နေရာကြမှာပြန်ပြီးတော့ပြေးလည်နိုင်ချေရှိတယ်အဲ့လိုအခြေအနေကောင်းနေပြန်ပြီးတော့ရောက်လာလိမ့်မယ်သူငါစီကိုပြန်ဟောပြန်လာမှာပါဆိုတော့အဲ့လိုမျိုးတွေနဲ့ခင်အောင်ထင်မာတွေဖြစ်နေရဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့လည်းမြင်တယ်အဲ့တော့ဒီ energy နဲ့ကိုက်ညီလို့ရှင်ဒီ reading ကိုဆက်ကြည့်လို့ရပါပြီဒီက energy ကတော့ပြောရရင်တော့တော်တော်လေးတော့အရင် reading နေလည်းမတူဘူးပေါ့နော်နည်းနည်းလေးထူးဆန်းနေလို့ခန်းစားမိတယ်ပေါ့နော် အဲ့တော့တစ်ဖက်သူရဲ့ energy ကိုနဲ့ပတ်သက်တဲ့တစ်ဖက်သူရဲ့ energy ပေါ့နော်နောက်ဒီမှာတွေ့ရတာကတစ်ဖက်သူက ပြောရရင် သူ့ရဲ့ x ပေါ့နော်သူ့ရဲ့အရင်တော့ကသူနဲ့အဆင်ပြေဖြစ်ခဲ့တဲ့သူ့ရဲ့ x ကိုပြန်ပြီးတော့ရွေးချယ်သွားပြီးတော့ဒါ drama ဆိုတဲ့အတိတ်ပဲအဲ့လိုပဲပေါ့နော်အဲ့လိုပဲထင်တယ်ပေါ့နော် ဟိုပြောရရင်ဟိုလူတစ်တက်ကိုရေးသွားတယ်ဆိုရင်တော့မှခံတာသေးရဲ့ဆိုတဲ့ပုံစံမျိုးဒီမှာကျတော့သူ့တက်ကိုလည်းအဆင်ပြေစေသူ့ကိုနာကျင်စေခဲ့တဲ့လူအဟောင်းကိုပဲကိုထက်သားပြီးတော့ရွေးချယ်သွားတာမျိုးပေါ့နော်အဲ့အဲ့ဒီပုံမှာမခံကျင်တဲ့စိတ်တွေဖြစ်နေရဆိုတာလို့တွေ့တယ်ပေါ့နော်အဲ့တော့ကိုပို့ပြီးတော့ကိုအနေနဲ့လွတ်ချလို့မရဘူးဆိုတာမျိုးပေါ့နော်အဲ့လိုခံစားမိပါတယ် childish တဖက်သူကကိုလောက်မရင်ကျက်ဘူးနော်ပြောရရင်ကျတော်လေးကိုကလေးဆန်နေဆိုတာမျိုးကလေးတွေရဲ့တဘာဝအရသူလိုချင်တာရှင်ရအောင်ယူတယ် အတင်တော်ကြီးမတင်တော်ကြီးဆိုတာမျိုးဒီမတွေးသူလိုမျိုးပေါ့နော်သူစိတ်ထဲမှာပေါ်လာတဲ့အတိုင်းကိုလှုပ်တက်တဲ့သူမျိုးလို့မြင်တယ်အရေရှိအတွက်ဒီအဆင်ပြေမပြေကိုယ့်အတွက်အဆင်ပြေမပြေသူ့အတွက်အဆင်ပြေမပြေဒါတွေကိုတွေးမဲ့သူမျိုးမဟုတ်ဘူးလို့မြင်တယ်ပေါ့နော်ဒါရီရတာခတ်တရားအရင်များတာဆိုတော့မယူသေးပါဘူးနောက်တစ်ခုကပြောရင်ကိုနဲ့ဆိုလို့ရှင်လည်းပဲဘယ်တော့မှအလျှော့မပေးတတ်တဲ့သူမျိုးပေါ့နော်ကိုနဲ့ပတ်သက်လို့ရှင် အများတန်းဟိုကိုယ်ကိုအနိုင်ယူရမှာစကားနဲ့ဖြစ်ဖြစ်ပေါ့လို့လည်းမျိုးညင်းခုံပြီးတော့အနိုင်ယူရတဲ့သဘောကြတဲ့သူမျိုးလို့မြင်တယ်။နောက်တစ်ခုကသူကလေသူကိုယ်တိုင်တော့၎င်းသူ့ရဲ့ပတ်ဝန်းကျင်မှာတော့၎င်းပေါ့နော်ကိုယ်နဲ့ပတ်သက်လို့ရှိရင်သူကနာကျင်ရတယ်ခံရတယ်သူအများတန်းဟိုပြောရရင်ကိုယ့်ရဲ့ control အောက်မှာသူရောက်ခဲ့တဲ့ဆိုတဲ့ပုံစံနဲ့ပေါ့နော်ပြောရရင်ဒီဒီဆက်ဆံရေးမှာဒီလိုမျိုးဖြစ်သွားရတာကကို့ကြောင့် ကိုအဆင်မပြေလို့ပေါ့နော်သူ့အနေနဲ့သူကလည်းခံရတဲ့သူသူ့အနေနဲ့ဘာမှရွေးချယ်စရာမရှိတော့ကြောင့်မို့ဒရာမျိုးတွေဖြစ်သွားရတယ်ဆိုတာမျိုးအဲ့လိုပုံစံမျိုးတွေနဲ့သတင်းတွေလိုက်ဖြန့်နေတာမျိုးအဲ့လိုအတွေးတွေရှိနေတာမျိုးပေါ့နော်အခုချိန်ထိကိုအမှန်ကန်ကန်နဲ့မတွေးခေါ်နိုင်သေးဘူးမရင်ကျက်နိုင်သေးဘူးဆိုတာမျိုးလို့ခံစားမိတယ် ့လိုလေလက်ရှိမှာဆိုရင်ဒီမှာခါမခါမနှက်ကတောင်ရကြတယ်ပေါ့နော်သူကလေသူလုတ်ခဲ့တဲ့အရာတွေအတွက်ကိုပြန်ပြီးတော့ပေးဆပ်နေရတယ်ဆိုတာမျိုးလို့မြင်တယ်ပေါ့နော်ဒါကကိုယ့်ပုံမှာပဲဖြစ်စီတခြားသူတွေပုံမှာဖြစ်စီပေါ့နော်သူလုတ်ခဲ့တဲ့သူနဲ့ထိုက်တန်တဲ့အရာတွေကိုပြန်ပြီးတော့ပေးဆက်နေရတယ်ပေါ့နော်အော်လက်ရှိမှာသူ့မှာတခြား relationship တခုရှိနေရဆိုရင်တော့ပါပဲဒီဆက်ဆံရေးကသူ့အတွက်ကိုသူထင်ထားသလိုမျိုးပေါ့နော်သူ့ရဲ့အတွေးလေးနဲ့ထင်ထားသလိုမျိုး အဆင်ပြေမနေဘူးဆိုတာမျိုးလို့မြင်တယ်ပြောရင်တော်တော်ကိုအဆင်မပြေတဲ့အနေအထားတစ်ခုမှရှိနေတယ်သူအိမ်တော်တွေပါရကြတယ်ဆိုလို့ရှိရင်တော့မှာပဲအာအိမ်တော်တွေပါကြနေဆိုတာမျိုးမြင်တယ်ကြနေပြီမဲ့လည်းပဲအာအဆင်ပြေနေတဲ့အနေအထားတစ်ခုမှမရှိဘူးဆိုလို့ရှိရင်အဲ့လိုပေါ့နော် legal issues ပါပါနေရဆိုတော့အဲ့လိုကွဲဖို့ကွာဖို့အထီပါပြဿနာတွေဖြစ်နေရဆိုတာမျိုးလို့မြင်နေသူရဲ့ဘဝကလက်ရှိအနေထားမှာတော်တော်အဆင်ပြေမနေဘူးပေါ့နော်ဒါအိမ်တော်ရေးမဟုတ်ဘူးဆိုရင်ရှိတာမှာပဲဒီသူသူရဲ့သူ ်ဘဝမှာအဲ့လိုမျိုးအအဆင်ပြေမှုတွေအများကြီးနဲ့ကြုံတွေ့နေရတယ်ဆိုတာမျိုးဟိုငွေကြေးပြဿနာတွေဖြစ်ဖြစ်အဲ့လိုပေါ့နော်တစ်ခုခုပေါ့နော်အမိသားစုနဲ့ဆိုင်တဲ့ပြဿနာဖြစ်ဖြစ်အဲ့လိုမျိုးတွေကြောင့်အမှုရင်ဆိုင်နေရတာမျိုးတွေဒါမျိုးတွေပေါ့နော်လို့ဝိုင်းပြီးတော့တိုက်ခိုက်ခံနေရတာမျိုးတွေမျိုးအဲ့လိုမျိုးနဲ့တော်တော်လေးကိုဟိုပုတ်ထင်ထားတာထက်ကိုစိုးရတဲ့အခြေအနေတစ်ခုမှဖြစ်နေဆိုတာမျိုးလို့မြင်တယ်ပြောရရင်တော့သူလုတ်ခဲ့တဲ့အကောင်သူပြန်ခန်းစားနေရတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့ တွေ့တယ်အော်တချို့တွေအာသူအစဉ်ပြင်းနေရလားသူကိုနာကျင်အောင်လုပ်ခဲ့တယ်လို့မျိုးသူရောနာကျင်နေပြီလားပေါ့နော်အဲ့လိုမျိုးနဲ့ဆိုကြတာကလည်းစားချင်ချင်သိရှိတယ်ပေါ့နော်ငါ့ကိုနာကျင်အောင်လုပ်ခဲ့တယ်လို့ဒင်းလဲနာကျင်စေရမယ်ဆိုတဲ့အတွေ့အကြုံနဲ့အဲ့လိုမျိုးတွေလုပ်နေရဆိုလို့ရှိရင်တော့ဒုဒုကကြီးဘာမှအားထုတ်စရာမလိုပါဘူးဘာမှလည်းကိုယ့်ရဲ့ energy တွေကိုအလွယ်သုံးစားလုပ်ပြီးတော့ manifest တွေပါလေလုပ်စရာလည်းမလိုဘူး past spell မှလည်းသုံးစရာမလိုဘူးပေါ့နော်သူလက်ရှိအနေထားက စေတနာနဲ့သူပြန်ပြီးတော့အကျိုးပေးနေပြီပေါ့နော်။နောက်ဒီမှာဆိုလို့ရှိရင်ခုချိန်မှာကိုနဲ့ပတ်သက်ပြီးတော့နောင်နာရစိတ်လေးတွေအနှဲငယ်လောက်တော့ပြန်ပြီးတော့ဖြစ်နေတယ်။ဒါကလည်းဟောအမှတ်တရတွေပြန်တွေးမိတဲ့အခါပေါ့နော်။အရင်တော့ကကိုကသူ့ပုံမှာဘလိုမျိုးစေတနာမှန်ခဲ့တာစစ်မှန်ခဲ့တာနောက်ကိုနဲ့သူနဲ့အတူတူတွေ့ရိုက်ထားတဲ့ပုံမှန်ဖြစ်စေကိုတယောက်တည်းရဲ့ပုံမှန်ဖြစ်စေပေါ့နော်။အဲ့လိုမျိုးတွေကို တွေ့တဲ့အခါမျိုးပါဖြစ်စေပေါ့နော်အဲအဲ့လိုခါကြလို့ရှင်တော့တော်တော်လေးတောင်နာရရတယ်ပါတယ်ပေါ့နော်ဒါပေမဲ့ဒီတောင်နာကပြောရရင်တော့ဘယ်လိုပြောမလဲညင်းကျက်ပြီးတော့ရလာတဲ့အလုံးဝကြီးဘယ်လိုပြောမလဲအတိတရားတွေရပြီးတော့လေဟိုလူကြီးဆန်လာတယ်ပေါ့နော်ဟိုအဲ့လိုမျိုးတောင်နာမျိုးမဟုတ်ဘူးပေါ့နော်ခဏတာအဲ့လိုဒီလိုမျိုးစင်းရဲမှုတွေအဆုံပြေမှုတွေကြုံနေရလို့ဟို နောင်နာရတယ်ဆိုတဲ့ပုံစံမျိုးပဲရှိတယ်ပေါ့နော်ခလေးတယောက်ရဲ့နောင်နာလို့ပြောရမလားပေါ့နော်အဲ့လိုပုံစံမျိုးပဲရှိသေးတာဆိုတော့လေအဲ့တော့ကိုနဲ့ပတ်သက်လို့တော့ကိုကြောင့်နေတွေးနေလားစဉ်းစားနေလားဆိုရင်စဉ်းစားနေတယ်တွေးနေတယ်ဒါကလည်းကိုပေါ်မှာလှုပ်ခဲတဲ့အရာတွေအတွက်အာနောက်တစ်ခုကကျတော့သူ့အနေနဲ့ကိုစုပ်ပစ်ခဲ့တဲ့အတွက်ပေါ့နော်ကိုမဟုတ်တဲ့ခြားအရာကိုရေးချေခဲ့တဲ့အတွက်နောင်နာရနေရဆိုတာမျိုးလို့မြင်တယ်ဟိုတချို့ဆိုလို့ရှိရင်ဒါမှကြည့်ပါအောင် and and brine and imply ပခိုင်းတာဟောပြီးတော့ broke fire living beyond their means တော်တော်အခြေအနေကငွေကြေးပိုင်းရောတော့တော်တော်လေးကိုအဆင်ပြေတဲ့နေရာမှာအခြေအနေမျိုးမှာရှိနေရဆိုတာတော့တွေ့တယ်ပေါ့နော်ဒီဒီ energy ကတော်တော်လေးကို specific ဖြစ်တယ်ပေါ့နော်တော်တော်တိကျတယ်ဘယ်သူတွေနဲ့သွားပြီးတော့ energy ကညီမလဲတော့မသိဘူးဒါလူတိုင်းနဲ့တော့ energy ကညီမှာမဟုတ်ဘူးတော်တော်လေးကိုတိကျတယ်လူနည်းစုပဲဖြစ်နေမယ်ပေါ့နော် တော့ဒီလူကပြောရင်အခုချိန်မှာအလုတ်လက်မဲ့ဖြစ်နေတာအလုတ်မရှိတာနောက်အလုတ်ပြန်ရဖို့အတွက်ကိုတော်တော်လေးကိုစူးစမ်းနေရတာသူ့ရဲ့စာဝတ်နေရေးအတွက်ကိုခက်ခဲနေရတာဆိုဆိုလို့ရှိရင်အကျွေးတွေပက်လက်ဝိုင်းနေတာမျိုးအဲ့အတွက်ဟိုအမှုရင်ဆိုင်နေရတာမျိုးပေါ့နော်အဲ့လိုမျိုးတွေတောင်ရှိနေမိပေါ့နော်ဒီလို energy မျိုးကိုမြင်နေဒါလည်းပဲပြောရရင်ဒါကိုနဲ့ဆိုင်တဲ့သူ့ရဲ့ energy ကိုကြည့်တာဖြစ်တော့ကြောင့်ကိုယ့်ပေါ်မှာသူလုပ်ခဲ့တဲ့အရာတွေရဲ့တံပြန်အကျိုးသက်ရောက်မှုတွေကိုအခုချိန်မှာပြန်ခန်းစားနေရတယ်ဆိုတာမျိုးလို့မြင်နေပေါ့နော်哇！Wow. เคဒီလောက်ဆိုရင်တော့တော်သိမ့်ပြီထင်တယ်ပေါ့နော်တော်သိမ့်ပြီဆိုတာကသူ့ရဲ့ energy ကိုဒီလောက်ပြရရင်ကိုတော်တော်ကိုတိကျနေပြီပေါ့နော်အဲဆိုရင်ကို့အနေနဲ့ကကို့တက်ကြည့်မယ်ပေါ့နော်ကို့အနေနဲ့ကသူနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပါဆက်လောက်တင်လဲ 10 of cups ပျော်ရွှင်မဲ့လမ်းကိုပဲရွေးပါကိုပျော်ရွှင်မှုကိုပဲကိုဦးစားပေးပါကိုရဲ့စိတ်အတွင်းထဲမှာရှိနေတဲ့နာကျင်နေတဲ့အရာတွေကိုလွတ်ချပါကို့ဘောမှာတကယ်စရင်မှန်တဲ့သူကိုရဲ့ rapper ဆန်ဖြစ်မဲ့သူကိုပဲညှော်လိုက်ပါဒီလူနဲ့ပဲရှေ့ဆက်ပါဟောရမှာ move on ပါကို့အတွက်အဆင်ပြေတော့တဲ့သူကို့ကိုဦးစားမပေးနိုင်တဲ့သူကိုပျော်ရွှင်မှုတွေလွတ်လပ်ခွင့်တွေ အာပြောရင်ကိုယ့်ရဲ့ငယ်ရွယ်နှုတ်ပြုံမှုတွေလည်းပါတယ်ပေါ့နော်ကိုယ့်ရဲ့အစားထိုးမရတဲ့အချိန်တွေဒါတွေကိုအကုန်ခံပြီးတော့ညှော်လင့်နေတာမျိုးတွေမလုပ်ပါနဲ့တော့ဘဝကိုအသက်စားတယ်မှာကိုယ်ကိုတကယ်ပျော်ရွှင်ရမယ့်သူကိုယ့်ကိုတကယ်ကိုစိတ်ချပြီးတော့လုံခြုံနေထွေးစေမယ့်သူကိုယ့်ဘဝမှာတကယ်မေတ္တာစင်မေတ္တာမှန်တဲ့ချစ်ပေးမယ့်သူဒီလိုလူနဲ့တော့ကိုယ့်ကိုပဲရွေးချယ်မယ့်သူပေါ့နော်ဒီလိုလူမျိုးနဲ့ပဲရှေ့ဆက်ပါဒီလိုနဲ့ပတ်သက်လို့ကတော့စိတ်ထဲမှာမထားပါနဲ့တော့ဝါအဲ့တော့ နှစ်ဖက်မျှတာတဲ့အခြေအနေမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီဆက်ဆံရေးကရှေ့ဆက်ဖို့မသင့်ဘူးကိုယ်ကိုကာကွယ်ရမယ်အနေအထားမျိုးမှာရှိနေပြီနောက်တစ်ခုကကြာတော့ပေါင်တွေထားတော့ထားဖို့လိုအပ်နေပြီပေါ့နော်နောက်ဘေးရဲ့ PR တွေဒါတွေကိုလည်းရှောက်ကြည့်မနေနဲ့ပေါ့နော်ပြောရရင်တော့ အစိုးရရှိသေးတယ်ပေါ့နော်ဒီဒီလူနဲ့ကိုနဲ့ကဘယ်လိုအခြေအနေတွေဘယ်လိုဘယ်လောက်နှစ်တည်းကြာခဲ့တယ်ဘယ်လိုမျိုးပတ်သက်မှုတွေရှိခဲ့တယ်အလုတ်ခွင့်ရလူတွေဒါမှမဟုတ်လည်းအဲအိမ်ပတ်ဝန်းကျင်ကဆွေမျိုးတွေကသူတို့ရဲ့အမြင်တွေကဘယ်လိုဘယ်လိုဆိုတာအဲ့ဒါတွေခေါင်းထဲကိုထည့်ပြီးစဉ်းစားမနေရပေါ့နော်အဓိကကိုယ့်အတွက်ကိုယ်တကယ်အဆင်ပြေစေတဲ့သူဟုတ်ရဲ့လားဆိုတာကိုပဲကြည့်ဖို့ပဲလိုအပ်နေပြီအဲ့တော့လက်ရှိအနေအထားအရဆိုလို့ရှိရင်တော့ဒီလူကအဆင်ပြေစေတဲ့သူမဟုတ်တာတော့သိကြနေပြီပေါ့နော်ဒါဆိုရင်နှစ်ယောက်ရဲ့ဆက်ဆံရေးမှာ ဒီနှစ်ယောက်ရဲ့ connection ကရှေ့ဆက်ပြီးတော့အဆင်ပြေလာဖို့ရှိတာပေါ့နော်ဒါတချို့တော့သူတွေတိကျင်းကြတယ်ပေါ့နော် ismar client တွေလာမေးတာရှိတယ်ပေါ့နော်တစ်ချိန်ချင်းကြလို့ရှိရင်သူနဲ့ကိုယ်နဲ့နှစ်ယောက်ရဲ့ဆက်ဆံရေးကပြန်အဆင်ပြေလာဖို့ရောရှိတာဆိုပြီးတော့မေးကြတယ်ပေါ့နော်အဲ့တော့အဲ့လိုတိကျင်းတဲ့သူတွေအတွက်ကြည့်ပေးပါမယ် for your cups. Wow. အဲ့ဒီတော့အာ Queen of Swords ဒါလေးကအခုပဲရောက်သွားတော့မမြင်ပါဆိုလို့ပြန်အဆင်ပြေလာဖို့ရှိတယ်။ပြန်ပေါင်းစည်းဖို့ရှိတယ်။သူစီကပြန်ဆက်သွယ်လာတာမျိုးတွေလုပ်လာဖို့ရှိတယ်။ဒါပေမဲ့ ဒီလူကကိုလက်ခံတဲ့သူမဟုတ်ဘူးကိုစိတ်တန်ရတယ်ထပ်ပြီးတော့ပေးမဲ့သူနောက်တစ်ခုကဒီမှာ hero fan ရော three of cups ရောဆိုတော့ကိုတယောက်တည်းကိုဦးစားပေးပြီးတော့ကိုတက်ကိုစဉ်းစားပြီးတော့ရွေးချယ်မဲ့သူမျိုးမဟုတ်ဘူးသူ့အတွက်သူစဉ်းစားပြီးတော့ရွေးချယ်မဲ့သူနောက်တစ်ခုကသူ့မှာရှိနေတဲ့ပတ်သက်ထားတဲ့သူကိုလည်းအာဒီလူနဲ့လည်းကိစ္စမပြတ်သေးပဲနဲ့မဖြတ်ပဲနဲ့ကိုစီကိုလာမှာမျိုးပေါ့နော်အဲ့တော့ပြန်ပြီးတော့ အဆက်အသွယ်များလှုပ်လာခဲ့မယ်ဆိုလို့ရှိရင်ဒီမှာမြင်ရတဲ့အရာဆိုလို့ရှိရင်တော့ဒီလထဲမှာတော့မှာပဲအဆက်အသွယ်ပြင်ရဖို့ရှိတယ်အခုကနေပြီးတော့3လအတွင်းမှာသူစီကအဆက်အသွယ်ရတာ၄ပေါ့နော်အဲ့လိုမျိုးကြီးရှိလာလိမ့်မယ်음ဒီစားတာပေါ့ဆက်သွယ်လာလိုက်မယ်သူစီကတခုခုသတင်းထူးကိုထူလာလိုက်မယ်ပေါ့နော်အဲ့ခါကျရင်ကိုယ်အနေနဲ့ဆက်ရရင်မသွားဖို့ပဲလိုအပ်တယ်ပေါ့နော်ဒီလူကပဲကိုဘလို့အနည်းငယ်မှလက်ခံလို့ရမယ်သူမျိုးမဟုတ်ဘူးဒီလူနဲ့ပတ်သက်လို့ကတော့ကိုကသွေးအေးအေးနဲ့ပြပတသားနဲ့ဒါဆုံးဖြတ်တင်တယ်ပေါ့နော် ဒီကလေးတို့များလက်ခံလိုက်မယ်ဆိုလို့ရှိရင်တော့ကိုကနေရင်ထိုင်ရင်နဲ့ကိုမဖြစ်ချင်တဲ့သူမျိုးอืมလူပေါင်းအဖွဲ့စည်းကသတ်မှတ်ထားတယ်ပေါ့နော်ဩအတ္တမရှိတဲ့သူမျိုးလို့ပြောရမလားပေါ့နော်အဲ့လိုမျိုးကျင့်ဝတ်တွေမရှိတဲ့သူမျိုးအဖြစ်နဲ့ကိုရောက်သွားလိုက်မယ်ကိုကိုရိုင်းကလည်းပဲ မဖြစ်ချင်တဲ့သူမျိုးပေါ့နော်အဲ့လိုလူမျိုးအဖြစ်နဲ့ရောက်သွားလိုက်မယ်အဲ့တော့ဒီလူကိုပြောရရင်ပြန်ပြီးတော့ကို့ဘွားထဲမှာအာခဏတာပဲဖြစ်ဖြစ်တော့မှပြန်လက်မခံသိဘူးပေါ့နော်အဲ့တော့ပြောချင်တာကတော့အဆက်အသွယ်တောင်ပြန်မလုပ်သိမ်ဘူးဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလိုမြင်နေအတိတ်ကအရာတွေကိုတော့အတိတ်မှာပဲထားခဲ့တော့အတိတ်ချိန်တော့မှသူနဲ့ကိုနဲ့နှစ်ယောက်ကြားမှာတူညီတဲ့ခံစားချက်တွေနဲ့ပျော်ရွှင်စရာကောင်းတဲ့မတရားမျိုးတွေရှိခဲ့တယ် ေးယူမျှတခဲ့တာမျိုးစစ်မှန်ခဲ့တာမျိုးတွေရှိခဲ့မယ်ဒါပေမဲ့အဲ့ဒါအတိတ်ကပေါ့နော်လက်ရှိအနေအထားမှာတော့ဒီလိုမျိုးတွေပြန်လည်းမဖြစ်နိုင်တော့ဘူးလက်ရှိချိန်မှာလည်းဖြစ်မနေဘူးပေါ့နော်အဲ့တော့သူ့ဘက်ကနေကိုယ့်စီကိုဆွတ်လာခဲ့မယ်ဆိုလို့ရှင်တော့မှာပဲအပြည့်မသားနဲ့ပေါ့နော်အဲ့လိုပုံစံမျိုးတွေနဲ့ဆက်သွယ်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်အနေနဲ့သူ့ကိုလက်ခံလိုက်မယ်ဆိုရင်တော့တေချာတာကကိုကကိုမဖြစ်ချင်တဲ့သူတယောက်ဖြစ်နေဒီ စိတ်ဓာတ်ရည်ပို့ပြီးတော့အောင်ရတာလိမ့်မယ်ဆိုတာမျိုးလိုမြင်နေပေါ့နော်ကိုယ့်ကိုခွင့်မလွတ်နိုင်တဲ့လူတစ်ယောက်ဖြစ်နေရှင်သန်သွားလိမ့်မယ်ဒါကြောင့်မလို့သူနဲ့ပတ်သက်လို့ကတော့စိတ်ကိုပြပတ်သားပဲထားလိုက်တော့ပေါ့နော်သူအေးအေးနဲ့ဒါဆုံးဖြတ်ပါဆိုတာမျိုးလေးပေါ့အဲ့လိုလေး message ပေးထားရတယ်ဆိုတော့တွေ့နေပေါ့နော် အော်ဒီနေ့ reading ကတော့ဒီလောက်ပါပဲရှင်အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးအများကြီးတင်ပါတယ်ရှင်မိတ်ဆွေများအားလုံးပဲပြပြရများဝေးကွာပြီးကိုရောစိတ်ပါကြမှာချမ်းသာကြပါစေကောင်းသောလူရင်းစံတာအမှန်တရားလည်းပြေဝကြပါစေမိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးကြမ်းမှမှနဲ့အထင်ရကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်နောက် reading များမှာပြန်ပြီးတော့ဆုံးနေကြပါအောင်ရှင် thank you